โอเคအဲ့တော့ကျွန်တော်ဒီ lesson 5ပေါ့နော် lesson 5မှာတော့ကျွန်တော် adding ရ adding object ပေါ့နော်ကျွန်တော်တို့ရဲ့ဒီပုံစံလေးကိုစပြီးတော့ဆွဲမယ်ပေါ့နော်ကျွန်တော် share ပါ lesson 3နဲ့4ကိုဒီခါလေးပေါင်းပြီးတော့ဒါရှင်းလိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာ lesson 5โอเค lesson 5မှာကျတော့ကျွန်တော်တို့ရဲ့ပုံစံလေးစပြီးတော့ဒါစပြီးတော့ဆွဲလို့ရပြီပေါ့နော်အဲ့တော့ဒီဟာလေးကိုအဲဒီဆုံး delete လုပ်လိုက်ပါပေါ့နော် delete လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ အဲဒီကနေကျွန်တော်လိုချင်တဲ့ object ပုံစံလေးတွေပေါ့နော် object ပုံစံလေးတွေထည့်မယ်ဆိုတော့ဘယ်လိုထည့်မလဲဆိုတော့ကျွန်တော် keyboard ကနေ shift a ပေါ့နော်အဲ shift a နှိပ်လိုက်တာနဲ့ဒီမှာပေါ်လာပြီပေါ့နော်အဲ okay ကျွန်တော်တို့လုံးမဲ့ shape ပုံစံလေးတွေကဒီမှာ match ပေါ့နော် match တဲမှာရှိတယ် okay ဘယ်လိုပုံစံလေး okay ပထမဆုံးကိုကဘာမှမလုပ်ချင်ဘူး okay monkey နှိပ်လိုက်ဟမ်ဘာပြော monkey ကို မန်ကီဟိုလုံနိုင်သွားပါတော့အဲမန်ကီလေးဒီမှာโอเคပါပြောအရှောင်းလေးငါတုံးတက်သွားပြီဘန်းလာငါတုံးတက်သွားပြီမြေမြေလာကြည့်နေတယ်မှာမန်ကီပုံလေးငါလောက်ထားရပေါ့အဲဒီလိုကြွားလေးရရပေါ့နော်โอเคပါပြောဒီလိုမျိုးလေးတွေလဲကိုကရှေးပိုင်းလေးရပါ යි ဆိုဒီလိုမျိုးလှဲ့နိုင်တယ်အဲဒီလိုရွှေ့နိုင်ပြုတ်နိုင်လဲဆိုတော့ကိုယ့်ရဲ့ border တွေဘာပြောဒါကြွားလို့ရပါတယ်နော်ကြွားလို့ရအောင်မြေမြေလာကြည့်နေငါပြမယ်ဒီမှာအဲမှာငါ brand မှာဒီလို monkey ပုံလေးဒီမှာ မလောက်ထားတာဒီမှာလာကြည့်နေပေါ့ပြီးရင်ဒီလိုမျိုးလှည့်ပြပြုတ်ပြတော့ဒီကောင်ရှိန်သွားတာပေါ့နော်အဲဘာဘာပြောဒီကောင်အထင်ကြီးသွားပြီပေါ့ဘာပြောနဲဒီမှာငါပလန်ထား၃နိုင်သွားပြီပေါ့ okay okay အဲ့တော့ဒါလေး delete လုပ်လိုက် okay ပြီးရင် shift a အမ်ပြီးရင်ကျွန်တော်ဒီကဘာလေးယူမလဲဆိုတော့စလင်နာလေးယူလိုက်မှာပေါ့နော် okay စလင်နာလေးယူလိုက်တဲ့အချိန်မှာ စနေနာဘယ်နာကိုသွားပြီးရောက်လာလဲဆိုတော့ကျွန်တော်ကကာစာလေးချထားတဲ့ဒီနာလေးပေါ့နော်ဒီနာကိုသူကဘိုးစင်တာယူပြီးတော့လာပြီးတော့ကျွန်တော်တို့ object တခုယူလိုက်တယ်ယူလိုက်တာနဲ့အဲ့ဒီကျွန်တော်တို့ကာစာလေးကိုပုံစံတာယူပြီးတော့အဲ့ဒီနေရာကိုလာပြီးတော့ချချတယ်ပြတယ်ပေါ့နော် okay ဒီအဲ့ဒါကိုကျွန်တော်ခုနကလို control set ပြန်သွားပြီးတော့အဲ့ဒီကာစာလေးကိုကျွန်တော်ဒီနာကိုချခဲ့လိုက်ကျွန်တော်ဒီပုံစံတာလေးကိုပေါ့နော်အဲ့တော့ ကျွန်တော်တရား 6S ပေါ့နော် 6S မှာ casa to select အဲအဲ့ဒါလေးကိုနှိမ့်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ဒီ casa လေးရဲ့ဒီနောက်မှာဘိုးစင်တာ point ဟာလေးကိုပြန်ရောက်ကျွန်တော်တရား delete လုပ်လိုက်ပြီးရင်ကျွန်တော်တို့ shift A cylinder လေးယူလိုက်အဲအဲ့ဆိုရင်သူရဲ့ casa ရှိတဲ့နေရာလေးဒီနားလေးလာပြီးတော့သူကမလာပြီးတော့ကျွန်တော်တို့ယူလိုက်တဲ့ shift နဲ့ယူလိုက်တဲ့ object လေးကိုလာချပြတယ်ပေါ့နော်အဲ့ okay အဲ့တော့အဲ့ဒါကိုကျွန်တော် ခုနလိုပဲခုနရှေ့ပိုင်းမှာပြောခဲ့သလိုပဲဒါ rotate လုပ်မှာเนาะ rotate လုပ်မှာဆိုတော့ keyboard ကနေအာပါเนาะအာနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဘလို့မျိုး rotate လုပ်မလဲဆိုတော့ကျွန်တော်ဒီ h x set time ပေါ့เนาะအဲ့တော့ h ကိုနှိပ်လိုက်မယ်ဒါဆိုရင် h transition ပုံစံလေးပေါ်လာပြီเนาะပြီးတော့မှအဲ့ဒါကိုကျွန်တော် degree အဖြစ်90 degree ပေါ့เนาะအတက်သူကအတက် 90° degree လှည့်ချလိုက်အဲဆို keyboard ကနေ 90° ပေါ့90ကိုနှိပ်လိုက်တာ ਨੇ ရပြီပေါ့နော်ပြီးရင် enter ခေါက်လိုက် ဟမ်အဲ့ဆိုရင်ဒီမှာသူဒိုင်နေတာစောင်းသွားပြီနော်โอเคအဲ့ဒါဆိုရင်သူအတိုင်းလေးပေါ့နော်ပြီးတော့မှအဲ့ဒါကိုဒါရက်ကြီးရဲ့အဲ့တော့ scale လေးနဲ့နည်းနည်းလေးသေးလိုက်မယ်နည်းနည်းလေးမို့တော်တော်ကြီးသေးပြလိုက်ရโอเคပြီးတော့မှအဲ့ဒါကိုတိုးွားပြန်အောင်တိုးွားပြန်တော့ကျွန်တော်ထပ်ပြီးဆွဲမယ်ပြီးတော့ SY နော်ဟမ်ဒါဆိုရင်သူထပ်ဆွဲလိုက်ဟမ်ဒါဆိုရင်တုံးလေးတစ်ထုံးရသွားပြီနော် โอเคဒါဆိုရင် donate တုံးရပါပြီဒါပြောဒါကိုစပြီးတော့လုံနိုင်သွားပြီเนาะပြီးတော့မှโอเคနောက်တစ်ခုပြင်ကာစာကိုဒီနားကိုပဲခေါ်ထားလိုက်မှာเนาะဒီနားမှာပဲထားလိုက်မယ်ပြင်ကျွန်တော်ရှစ်အေးအဲပြင် q ပေါ့เนาะ q တစ်ခုယူလိုက်မယ်အဲ k အဲ့တော့ q ဘယ်လိုလဲဆိုတော့ပါလိုက်မယ်နည်းနည်းပါလိုက်ပါမှာဆိုတော့ s ကျွန်တော်အပေါ်အောက်ဒီလိုပါမှာဆိုတော့ဒီလိုမျိုး z a စ်ပေါ့เนาะ ေဆက်ဖို့ပြီးပြောဒါဒါမောက်ကနေဒီမို့ဒိုးချက်ဒီမို့လွတ်လိုက်တာနေရတယ်ပေါ့နော်ကိုဘလောက်ထားခြင်းလဲဒီလောက်ပေါ့နော် okay အဲ့ဒါဟိုမှာဒီမှာ resize ဆိုရှိတယ်ဒီမှာ chain လို့လည်းရတယ်ပေါ့နော်ဟိုဒီမှာဘလောက်ချိန်မလဲဆိုတော့0.03ပေါ့နော်အဲအဲ့လိုလည်းချိန်ရတယ် okay okay ပြီးတော့မှပြီးတော့မှဒီမှာကျွန်တော်တို့က yasa အတိုင်းအဲဒီမှာဒီကနေအတွက်လုပ်လို့ရတယ်ပေါ့နော်အော်ဘလောက်ထားအောင်လဲ0.5 2.5လောက်ထားလိုက်ရတယ်။ Okay အဲ့ဒါကိုထားပြီးတော့0.3 and ဒီမျိုးလေးထားလို့ရတယ်ကျွန်တော်ဒီအလိုမျိုးပဲနဲ့ဒီကနေသွားပြီးတော့စကေးနဲ့သွားပြီးတော့ဒီလိုမျိုးချုံလိုက်ရှက်လိုက်ကြီးလို့လည်းရတယ်ဗော။ Okay အဲ့တော့ click ထောက်လိုက်မယ်ဆိုရင်ဒါအပြတ်သွား။ Okay အဲ့ဆိုရင်ကျွန်တော်ဒီကနေကိုအကြိုက် s h ဗောနော်။ဟမ်ပြီးတော့မှ Okay ပြီးတော့မှကျွန်တော်ဒီကနေသွားပြီးတော့ဒါ move လုပ်လို့လည်းရတယ်။ကျွန်တော်ခုနပြောနေ g ကနှိပ်ပြီးတော့ ကစ်ဒါဒီမှာပြန်နှိပ်ထားလိုက် G ကနှိပ်ပြီးတော့ကျွန်တော်တို့အဲ Z axis တိုင်ပေါ့နော်ဒီလိုမျိုးရွှေ့လို့ရတယ်ဆားပါလေ G အဲ့တော့ Z လုပ်မယ်ဆိုလည်းဒီလိုမျိုးရွှေ့လို့ရတယ်ပေါ့နော်အဲ့တော့အဲ့တော့မဟုတ်ဘဲနဲ့ကျွန်တော် keyboard ကနေ shift space bar ပေါ့နော် space bar ကိုနှိပ်လိုက်မယ်ဆိုရင် okay ဒီမှာ shortcut ကပေါ်လာပြီပေါ်လာပြီဆိုရင်နောက်တော့ဘယ်ဟာရွေးမလဲပေါ့နော်ကျွန်တော်ဒီဘေးကကျွန်တော်တို့ဒီထိုးပါပေါ့နော်ထိုးပါပုံစံဒီမှာပေါ်လာ okay အဲ့တော့အမှကျွန်တော်တို့ move ကိုရွေးလိုက်မယ်โอเคဒီ move ရွေးလိုက်ဒီပုံစံလေးရတာ ဒါတော့အဲ့ဒါကင်ပြီးတော့ကျွန်ရွှေ့လိုက်အောင်မင်းရွှေ့လိုက်အောင်ဟေ့အဲဒါဆိုရင်ဒီတိုင်းလေးပေါ့နော်ဒီတိုင်းလေးကိုကျွန်တော်မထီးတထီးလေးပေါ့ထားလိုက်မယ်ပြီးရင်အဲဒါကိုညာပြီးရင်ရှစ်စပီပါပေါ့နော်ဟိုတိတ်ပြီးရင်ဒီဟာလေးကိုနည်းနည်းလေးဒီလိုလုပ်လိုက် ဒီမျိုးလေးပေါ့နော်သူတင်ထားတဲ့ပုံစံလေးအဲ့တော့ဒီထက်တော့နည်းနည်းလေးမြုပ်သွားတယ်โอเคအဲ့တော့ကျွန်တော်ဒီဒီကဆောင်းလိုက်ပြီမဲ့ကျွန်တော်ကျွန်တော်ဒီဟာနဲ့ဒီဟာနဲ့ရတကယ်ဆိုရင်ညီကြီးရပါတော့အဲ့တော့ကျွန်တော်ဒီမှာမမြင်ရဘူးအဲ့တော့သူအောက်ကဒီအခန်းလေးပေါ့နော်တခုလှုပ်လိုက်မယ်အဲ့တော့ shift a ပြီးရင် plane တခုလိုက်မယ်ပေါ့နော်ပြီးရင် s နဲ့ switch ကြည့်လိုက်မယ်โอเคပြီးတော့မှကျွန်တော် shift space ပါ g ဘူးနဲ့ယူလိုက်မယ်ပြီးရင်

ရင်ဒီကောင်းနည်းနည်းအထက်မြုပ်သွားတယ်ပေါ့နော်အဲ့တော့သူနည်းနည်းအပေါ်လေးပြန်တင်ပေးလိုက်ဒီမျိုးလေးပေါ့ပြီးရင်ဒါတရား rotate လုပ်လိုက်မယ်ဟာတော့ကဲအဲ့ဒီဟမ်ဒါဆိုရင်ဒီမှာဒါပြောတုံးလေးနဲ့ဒီပုံစံလေးရောက်ပါပြီနော်โอเคဒါဆိုရင်ကျွန်တော်တို့ um နောက်တစ်ခုပါနော်နောက်တစ်ခုဆွဲလိုက်အဲ့တော့ um နောက်ပုံစံတစ်ခုလေး Q တစ်ခုယူလိုက်မယ် Q ယူလိုက်တာနဲ့ကျွန်တော်တို့ခုနတော့ကာစာချတဲ့နေရာကိုပဲသူကတန်းရောက်လာပါနော်အဲ့တော့ S skip လုပ်လိုက်မယ်ဒီနေ့โอเคอ่าဆိုရင် ော်တို့ပြီးရင်ဒီပုံစံလေးပေါ့နော်ပြီးရင်အဲ့ဒါကိုကျွန်တော်တို့ edit လုပ်မှာပေါ့နော်အဲ dr ကိုကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ကိုကသူ့အတိုင်းပဲကျွန်တော်တို့ကူးလက်ရှိကအာကြီးကျင်တယ်သေးကျင်တယ်အဲအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးဖက်နေကျွန်တော်အထစ်တင်နဲ့လိုချင်တဲ့နေရာကိုဆွတ်ထုတ်ပြီးတော့လှုပ်ချင်တာဆိုတော့ကျွန်တော် edit mode ပြောင်းမှာရတော့ okay အဲ့တော့ကျွန်တော်ဒီကနေ edit mode သွားမှာနော် edit mode ပြောင်းလိုက်တာနဲ့ okay ဒီပုံစံလေးရလာအဲ့မှာဆိုရင် သူ့ပုံစံကဒီမှာဘေးတောင်ဘေးဒေါင်လေးဒီမှာဒီလိုအသီးပုံစံလေးတွေပေါ့နော်အဲဒီလိုအသီးပုံစံလေးတွေဖြစ်အဲအဲ့ဒီပုံစံကဘာလဲဆိုတော့ကျွန်တော်ဒီမှာအဲဒါ buttons ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာ edge selection ရှိမယ်ပြီးရင် face selection ပေါ့နော်အဲဒီမှာဆိုဒါကတော့ buttons ပေါ့နော်သူရဲ့ဘာဒါ buttons selection ပေါ့နော်ဒါကတော့ buttons selection လို့ခေါ်တယ်ဒီလိုအသီးလေးတွေနဲ့ဒါကတော့ edge selection ပေါ့နော် edge selection ဆိုရင်တော့ဒီလိုမျိုးအဲသူက okay အဲကျွန်တော် click ထားလိုက်မှာဆိုရင် ဒီလိုမျိုးအချောင်းလိုက်တယ်ပေါ့နော်သူဒီမှာပြထားတဲ့ပုံစံလေးအတိုင်းပါပဲโอเคအဲဒီမှာပေါ့နော်ကျွန်တော်ဒီ vertex ကိုယူလိုက်မှာဆိုရင်တော့ဒီလိုအသေးလေးတွေနေပေါ့နော်အဲဒီလိုအသေးလေးအားကြီးဟာကကွာခြားချက်ကဘယ်လိုရှိလဲဆိုရင်ကျွန်တော်ထပ်ပြီးတော့ပြောပြမှာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါ face selection ကျွန်တော်ယူလိုက်ပြီယူလိုက်ပြီဆိုရင် face selection ကြတော့โอเค face selection ယူလိုက်ပြီးတော့ကျွန်တော်ခုနကလိုအချောင်းလေးတွေနဲ့ s selection ပုံစံမျိုးပြန်ပြီးတော့လိုချင်တယ်ဆိုရင်နှိပ်ကြည့်လိုက်ချင်းမရဘူး face selection အတိုင်းပဲ ဒီလိုမျက်လက်ပြင်တစ်ခုလုံးကြီးပေါ့နော်အဲ့လိုရှိတဲ့အတိုင်းကိုသူက selection ယူယူသွားတာပေါ့နော် okay ဒါဆိုရင် selection ယူပြီးတော့ကျွန်တော်တို့ face selection ကိုပြန်ရွေ့ကြည့်လိုက်မရဘူး okay ဒီမှာဒီတိုင်းပါပေါ့နော်အဲ့တော့ကျွန်တော်ပြင်ရင်ဒါဒီမှာ butter ပေါ့နော် butter ဒီလိုအသီးလေးနဲ့ဟာကိုရွေ့ပြီးတော့ကျွန်တော်ဒီမှာနှိပ်ကြည့်လိုက်မယ်ဆိုတော့အဲသူဒီလိုမျိုးဒေါင်းဆုံးလေးတွေဒီအသီးရှိတဲ့ဟာလေးတွေပဲ selection ယူတာပေါ့နော်အဲ့တော့ အဲ့ဒါကြီးကဘလူးကြီးกว่าလဲဆိုရင်ကျွန်တော်ထားပါတော့ကျွန်တော်ခု vertex selection မှာယူရထားပါเนาะယူပြီးတော့ကျွန်တော်အဲ့ဒါကိုကျွန်တော် keyboard ကနေ G ပေါ့เนาะ G နဲ့ဆွဲထုတ်လိုက်မယ်ဆိုရင် okay ဒီမှာအဲဒီမှာသူကဒီလိုမျိုးအဲ့တော့ကျွန်တော်တို့လည်းခုပုံစံလေးကဘလူးလဲဒီလိုမျိုးထားခြင်းနဲ့ဆိုလဲအဲဒီလိုမျိုးဆွဲထုတ်လိုက်အောင်ပေါ့เนาะပြီးရင်တော့အဲ့ဒါကို shift ဖြည့်ပြီးတော့ဒါကို selection ယူပြီးတော့ now G နဲ့ကျွန်တော် okay ဒီလိုမျိုးဆွဲထုတ်လိုက်လို့ရတယ်ပြီးရင်နောက်တစ်ခုပေါ့เนาะ G နဲ့ဒီလိုမျိုးဆွဲထုတ်လိုက်လို့ရတယ် ပြီးနောက် shift ပြီးတော့ဒီ oscillation ပေါ့နော်အဲဒီလိုလုပ်လို့ရတယ် okay ဒါဆိုရင် oscillation ရွေးလိုက် oscillation ရွေးလိုက်မှဆိုရင်ဒီလိုပေါ့နော်အဲဒါ keyboard ကနေ G ပေါ့နော် G ကနေ G ကိုနှိပ်လိုက်အဲ့လိုမျိုးဖက်နေကျွန်တော်ခုနလိုဒီအားလေးဒါလှုပ်ထားလိုက်ရပေါ့နော်ဒီမှာကျွန်တော်တို့ direction လေးဝင်နေပေါ့နော် okay ဒီကနေသွားယူလိုက်ရပေါ့နော် okay အဲအဲ့ဒါအောင်မှကျွန်တော်တို့ဒီက shift ဆွေးပါ rotate ပေါ့နော် rotate လုပ်မယ်ဆိုလဲရသေးတယ်ဒီမှာ okay ဒီလိုပေါ့နော် okay အဲဆိုရင်ကျွန်တော် face selection လိုက်မှာနော် face selection ယူပို့ပြီးတော့ကျွန်တော်ဒီကနေ keyboard ကနေအရင်ပေါ့နော်အဲနည်းနည်းဒါဒါဆိုရင်နည်းနည်းလေးတော့နည်းနည်းလေးတော့ပိုးလာပြီပေါ့နော်ပိုးလာပြီကျွန်တော်ရှေ့မှာတုံးတဲ့ gsy gsr ပေါ့နော်အဲ r အဲဒီ၃ခုပေါ့နော်အခုတစ်ခေါက်မှာတော့ ဒါဘယ်လိုပြောအိုင်ပေါ့နော်အိုင်တခုထပ်ပြီးတိုးလာပြီဒါမှမဟုတ်အရင်အများကြီးတော့မဟုတ်ဘူးနော်ဒီဟာလေးအသုံးများဆုံးဟာဒီအိုင်ကိုနှိပ်လိုက်အိုင်ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ relationship line လေးပေါ့နော်အဆက်ဆက်လေးတွေပေါ်လာအဲ့ဒါကိုကျွန်တော်တို့မောက်ကနေရွှေ့ကြည့်လိုက်မယ်ဆိုရင် okay အဲဒီမှာသူကအထည်ကိုဝင်သွားပြီပေါ့နော် okay အဲဒီလိုမျိုးလေးရပြီရပြီဆိုတော့မှကျွန်တော်တို့အဲ့ဒါကို အဲကီးဘုတ်ကနေ E ပေါ့နော်အဲခေဒါဆိုနောက်တစ်ခု E ဖြစ် E ပေါ့နော်နောက် shortcut တစ်ခု E ခုဆိုရင်အဲ shortcut ကနှစ်ခုပြောက်သွားပြီအရင်ခုနောက်တစ်ခု E ပေါ့နော်အဲ E ကြတော့ကျွန်တော်တို့ကခေ E ကိုနှိပ်လိုက်မယ်ပြီးရင် direction ကိုတန်းပြရမှာပေါ့နော်ကျွန်တော်ဒီမှာဆိုရင် direction ပြန်တန်းတန်းပြအဲ့လိုမျိုးပဲねကျွန်တော် E ပြီးရင်ကျွန်တော်တို့သွားကျင်တဲ့အဲ direction ကကျွန်တော်တို့ H A စပေါ့နော်အဲ့တော့ H ကိုနှိပ်လိုက်မှာဆိုရင် H line အတိုင်းလေးပေါ်လာပြီပေါ့နော် ဒီတော့မှကျွန်တော်တို့မောက်ကလေးရဆွဲပြီးတော့ကျွန်တော်လူတစ်လောက်ကိုဒီလိုဆွဲထုတ်လို့ရပါတော့နော်โอเคကျွန်တော်ဆွဲထုတ်လိုက်မယ်โอเคဘယ်လောက်လောက်ထားမလဲဒီလောက်ပါနော်အဲဆိုရင်အဲ့လိုလူချင်းတဲ့နေရာကျကလေးချက်ထောက်လိုက်ပါနော်ချက်လိုက်လို့ဆိုရင်โอเคဒါဆိုရသွားပြီဒီမှာကျွန်တော်ပုံစံလေးလူချင်းတဲ့ပုံစံလေးပါနော်အဲအဲဆိုရင်ဒါရပြီလို့ပြောလို့ရတယ်โอเคအဲ့ဒါအောင်မှအဲ့ဒါအောင်မှကျွန်တော်ထပ်နောက်ထပ်ဘလူးထပ်လုပ်လို့ရလဲဆိုရင်အဲ โอเคအဲ့ဒါအောင်မနောက်တစ်ခုနောက် shortcut တစ်ခုပေါ့နော်အဲဒါမှဒီမှာဆိုရင် shortcut ကကျွန်တော်တို့ဟိုစဆာသုံးတဲ့ဟာမှာဆိုရင်ဒါ G ရယ် S ကို R ရယ်ပေါ့နော်အဲဒီသုံးဒီသုံးခုကတော့ဒါခုလာဆိုအလိုရနေပြီလို့အောင်မိတယ်ဒီမှာဆိုရင်ဒီနောက်တစ်ခုထပ်ပို့လာတာကျွန်တော်တို့ခုနက R ပေါ့နော်ဘိုင်းရှိမယ် E ရှိမယ်ခုနောက်တစ်ခုကတော့ control R ပေါ့နော် control R ကိုနှိပ်လိုက်မယ်နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီပုံမှာအဲဒီမှာမောက်ကနေ ဒါ point ID light တင်လိုက်တာနဲ့သူကဒီပြန်တယ်ပေါ့နော်ဘယ်နှားကိုတော့ထားမှာလေပေါ့နော်ကျွန်တော်တို့ရကလေးရ okay ဒါဒါဆိုဒီနှားကိုထားမှာဆိုတော့ click ကနေတစ်ချက်ထောက်လိုက်အဲထောက်လိုက်မယ်ဆိုရင်သူကလုံးဝရမသွားသေးဘူးကျွန်တော်မောက်ကနေရွှေ့ကြည့်လိုက်အဲကျွန်တော်ဘယ်နှားရွှေ့မလဲဆိုတော့သူကပြန်တယ်ပေါ့နော် okay အဲတော့ကျွန်တော်ကဘယ်နှားရွှေ့ခြင်းလဲ okay ဒီနှားရွှေ့ခြင်းဆိုဒီနှားမှာဒီနှားရောက်တဲ့အခါကျတော့မောက်ကိုရက်ပြီးတော့ဒါ ကလစ်ကနေချက်နှိပ်လိုက်အဲဒါဆိုရင်ရပါပြီနော်โอเคအဲဆိုရင်ဒီဟာပေါ့နော်အဲဆိုရင်ခုနလိုပဲဒါရပါတယ်ဖြစ်တဲ့အတွက်ဂျီကနေဒီမှာဆွဲပြီးတော့ကြီးရင်လားသေးချင်လားလှုပ်လို့ရတယ်โอเคကြီးရမယ်အဲဒီမှာဒီလိုထိုက်ပြီးတော့လှုပ်လို့ရပါနော်โอเคဒါဆိုရင်အဲတော့အဲဒီဟာကိုကျွန်တော် all selection ယူလိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာ အဲဒါမဲ့ဒီမှာယူရေးထားဖို့လိုတယ်ပေါ့နော်ကျွန်တော်ဒီမှာအဲထားပါတော့ father selection ယူလိုက်မယ်ဒါမှမဟုတ် s selection ယူလိုက်မယ်ဒါမှမဟုတ် face selection face selection ယူမှာဆိုရင်ဒီလိုပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအဲ father selection ယူလို့ရတယ် s selection ယူလို့ရတယ် okay s selection ယူပြီးတော့ကျွန်တော်ဒီဟာကို os d တစ်ခုလုံးကြီးပေါ့နော်ခုနကလိုအဲသူ့ရဲ့တစ်ခုလုံးကိုကျွန်တော် selection ယူချင်တာဆိုတော့ကျွန်တော် order fee ပြီးတော့အဒီ apple ကိုကျွန်တော်ဒီမောက်ကနေ left left click ပေါ့နော် left click နှိပ်လိုက်မယ်ဆိုရင်အဲ oscillation မှာဝင်သွားပြီအဲ့ဒါအောင်မှာကျွန်တော်ခုနလို scale နဲ့ keyboard နဲ့ s နဲ့အဲဒါမှကြီးချင်လားသေးချင်လားပေါ့နော်ကျွန်တော်ဆိုဒီမှာဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးထားလိုက်ဒါဆင်ရပြီပြီးရင်နောက်အဲဒီဟာပေါ့နော်ဒီဟာဆိုလဲဒီမှာ order fit ပြီးရောဒါ selection ယူလိုက်မယ်ဆိုရင်ဒါတော့မရဘူးနော်အဲ့တော့ face selection ယူပြီးရင်ဒီကောင်မှတ်လိုက်မယ်မှတ်ပြီးရော ြည့်ဖို့ကနေ as နဲ့ skill နည်းနည်းကြည့်လိုက်ပေးလိုက်ပါဦးအဲဒါဆိုရင်ဒီလိုပုံစံလေးရပါပြီနော် okay ဒါဆိုရင်တော့ရပြီနော်ဒါဆိုရင်ကျွန်တော်ဒီ as edit move ပေါ့နော် edit move ဖြုတ်လိုက်ဖြုတ်မယ်ဆိုတော့ဒီကိုသွားပြီးတော့ object အဲကျွန်တော်တို့ object move ပြန်ပြောင်းလိုက်ပြီးရင် atom move ပြန်ပြောင်းလိုက်ရတယ်အဲ့လိုမျိုးဖြစ်နေကျွန်တော်ဒီ atom move ကနေကျွန်တော်တို့ခုန object move ကိုပြန်ပြောင်းနေတယ်ဆိုရင် keyboard ကနေကျွန်တော်တို့ touch ပေါ့နော် touch လေးရှိတယ် edit touch လေးကို keyboard ကနေနှိပ်လိုက်တယ်ဆိုရင်ဒါ object move ဖြောက်သွားအဲ့လိုမျိုးပြန်ပြီးနှိပ်လိုက်မယ်ဆိုရင် atom move ရောက်သွားတယ်ပေါ့နော် okay ဒါအသုံးများဆုံး shortcut လေးပေါ့နော် okay အဲ့ဒါရပြီဆိုတော့သူ့နေရာလေးကြောက်အောင်ကျွန်တော်ရှာလိုက် ။ဒါကြာရိုတေလေးလှည့်လိုက်မယ်။နင်ကဲဒါကျွန်တော်ဒီမှာ rotate ပေါ့နော်ကျွန်တော်ဒီမှာ rotate လုပ်တဲ့အချိန်ကျရင်တကယ်ဆိုရင်အဲဒီ hari တုန်းကဒီမှာ तू အလဲစင်သားနေ तू rotate ဒီလိုယူတယ်ပေါ့နော်အဲ့လို rotate ဒီလိုယူတယ်ဒီမှာသူ့မှာကျတော့ तू က ရိုဒက်ကိုကျွန်တော်တို့ဒီအလဲအမီယူပဲနဲ့ဘာလို့ဒီကသွားယူလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ object ကဟို original point ပေါ့နော်ဒီမှာဆိုရင်အဲဝါဝါဇက်ကလေးပေါ့နော်ဒီမှာပြရတယ်ဝါဝါဇက်ကပုံစံလေးသူ့ရဲ့ original point အဲ့ဒီသူ့ရဲ့ original point ကဒီမှာရှိနေတာပေါ့နော်ကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော် queue တစ်ခုကိုစပြီးယူလိုက်တဲ့အချိန်တည်းကသူ့ရဲ့ original point ဒီမှာပဲအဲ့ဒါအောင်မှာကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့ login တဲ့ပုံစံလေးထပ်ပြီးတော့ဆွဲထုတ်ပြီးတော့အကြီးအသေးလှုပ်လိုက်ပြင်မဲ့ ူရဲ့ original point ဒီမှာပဲအဲ့တော့အဲ့ဒါကိုကျွန်တော်တို့အလင်းစင်တာကိုသွားထားလဲရတယ်ပေါ့နော်အလင်းစင်တာရေးရေးကိုထားခြင်းလဲဆိုရင်ကျွန်တော်ဒီ object ကနေဒီမှာ set origin ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီကနေအဲဒီမှာကိုကဘယ်နည်းအောင်ရွှေ့ခြင်းလဲဒါပါတော့ origin to geometry ပေါ့နော်အဲအဲ့ဆိုရင်သူရဲ့အလင်းစင်တာဒီ object တစ်ခုရဲ့ဒီအလင်းစင်တာကိုရောက်သွားတယ်ပေါ့နော် okay okay အဲ့တော့ control set ပြန်သွားလိုက်ကျွန်တော်ဒီမှာပဲထားခြင်းလဲပေါ့နော်အဲ့တော့သူ့ကိုဒီလို နားဒီလိုမျိုးလေโอเคဒါဆိုရင်ရပြီအမ်ဒါဆိုရင်ရပြီပြီးရင်အမ်ကျွန်တော်တို့ဒီပေါ်တုံးလေးတတုံးလောက်တင်လိုက်ပါဘောနော်โอเคအဲ့တော့တုံးလေးတတုံးလောက်တင်လိုက်မယ်ဆိုတော့အော်ဒီမှာကာစာတီကိုခေါ်လိုက်မယ်ပေါ့နော်ဒီနာကိုအဲ့တော့ shift s ပေါ့နော် shift s ကိုနှိပ်လိုက်မယ်ပြီးရင် အဲဒီမှာ selection to cursor ပေါ့နော် okay အဲ selection selection to cursor ဆိုရင်ကျွန်တော်တို့ကို cursor ရှိတဲ့နေရာကိုကျွန်တော်တို့ကို selection မှတ်ထားတဲ့ object ကရောက်လာတာပေါ့နော် okay အဲ့တော့ control set ပြန်အဲ့တော့ s2 နှိပ်လိုက်ပေါ့နော်အဲအဲ့ဆိုရင်ကျွန်တော်ဒီမှာဆိုရင် cursor to selected အဲကျွန်တော်တို့ cursor ကခုန select လောက်လိုက်တဲ့ object ကိုသွားမယ်ပေါ့နော်အဲအဲ့လိုမျိုးဆိုတော့ဒီက keyboard ကနေ number 2ကိုနှိပ်လိုက်ရပါတော့ကျွန်တော်ဒီမှာ โอเคอ่าဒါဆိုရင်อืมဒါဆိုရင်ဒီမှာကာဆာရောက်ပါတယ်အဲ့တော့အဲ့ဒီကနေ shift a ဒါ q တစ်ခုယူလိုက်ပြီးစကေးနဲ့ဒီလက် okay ပြီးရင်ကျွန်တော် sweat တင်မှာပေါ့နော် sweat တင်တဲ့အချိန်ကျရင်သူ့ရဲ့ဒီမှာ direction ပြနေတာသူ့ရဲ့ global အတိုင်းပါနော် global အတိုင်းကိုသူကပြ okay အဲ့ဒါဘယ်လိုမျိုးသိရင် ရလဲဆိုရင်ကျွန်တော်ဒီအပေါ်မှာ global ဆိုရှိ Okay အဲ global tradition ပေါ့နော်ဒါဆိုရင်ဒါပုံမှန်ကျွန်တော်တို့ရဲ့ရှိနေတဲ့ tradition ကဒါပုံမှန်ပဲ Z H Y ပေါ့နော်အဲဒီလိုရှိနေတယ်အဲ့ဒါအောင်မှကျွန်တော်တို့ကို object လှည့်လိုက်တဲ့ကျွန်တော်တို့ object လှည့်လိုက်တဲ့အတိုင်းကို tradition ကထားနေတာဆိုတော့ normal ပေါ့နော် normal ရွေးလိုက်မှဆိုရင်ကျွန်တော်တို့ကို object ရဲ့ tradition အတိုင်းကိုကျွန်တော်ဒီ tradition ကလိုက်ပြပေးရပေါ့နော်အဲ့တော့အဲ့ဒါကိုဆွဲတင်လိုက် and the humidity ပုံမှာတင်နေတဲ့ပုံစံလေးပေါ့နော်။ညောဒီပေါ့ထားလိုက်။ဟွန်းဒါဆိုရင်ဒီလောက်လေးပေါ့နော်။ဖြည့်ဒါဆိုရင်ရပြီပေါ့နော်။အဲ့တော့ဒီဟာလေးကိုစမှုဖြစ်အောင်ဒီ regulator ပြီးတော့ shape auto smooth ပေါ့နော်။ shape smooth လုပ်လိုက်ရတယ် shape auto smooth ပေါ့။ okay ရပြီ။ရပြီဆိုတော့အဲ့ဒီဟာလေးကိုကျွန်တော်ကအဲဒီဟာကိုကျွန်တော်ဒီ base type က ဒီလိုမျိုးလေးကြည့်ချင်လားဒါမှမဟုတ်ဒီဘက်ကကြည့်ချင်လားဒီဘက်ကကြည့်ချင်လားဒါမှမဟုတ်ဒီဘက်ကနေဒီလိုလေးကြည့်ချင်လားဒါမှမဟုတ်အပေါ်ကကြည့်ချင်လားโอเคအဲ့လိုမျိုးလုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့အဲကျွန်တော် keyboard ကဟို SK အောက်ဘက်ကဒီလို high pan ပုံစံလေးပေါ့နော်အဲအတွန်လေးရှိအဲ့ဒီအရာလေးကိုနှိပ်လိုက်ပါနော်နှိပ်လိုက်တယ်ဆိုရင်โอเคဒီမှာပေါ်လာပေါ်လိုက်ရခြင်းကြာရင်ကိုကအပေါ်ကကြည့်ချင်လားအပေါ်ကြည့်ချင်ဆိုရင်တော့ဒီမောက်ကနေ top ပေါ့နော်အဲ keyboard ကနေဆိုလဲအစ်ကိုနှိပ်လိုက်ရပါနော်အဲဆိုရင်ကျွန်တော် အပေါ် view ကနေဒီလိုမျိုးကြည့်ရပေါ့နော်ပြီးရင်အဓိကနေကျွန်တော်တို့ bottom အဲ upper ကကြည့်မယ်ပြီးရင် view က view တစ်ခါကြည့်မယ် right ပေါ့နော်ပြီးရင် back okay ပြီးရင် camera view အဲ camera view ကကြည့်မယ်ဆိုလဲဒါကျွန်တော်တို့ခုနက camera အချိန်ခဲ့တဲ့အရာပေါ့နော် okay ဒီမှာ camera တရားချိန်ခဲ့တာဆိုတော့ကျွန်တော် camera view ကနေဒီလိုမျိုးလှမ်းကြည့် okay keyboard ကနေဆိုလဲ0ပေါ့နော်0 နှိမ့်လိုက်တာနဲ့ okay အဲဒီလိုမျိုးကင်မရာ view point နေဒီလိုမျိုးလာပြရောနော် okay ဒါဆိုရင်အဲဒါဆိုရင်ဒါကိုကိုတိုင်းဒါ object တွေနဲ့ကိုစိတ်ချက်ပုံပေါ်နိုင်တော့ပြီပေါ့နော် okay အဲတော့နောက်ပိုင်းမှာဒီ area ကိုထပ်ပြီးတော့ကျွန်တော်ထပ်ပြီးတော့အဆင့်မြင့်မယ်ပေါ့နော်အဲဒီ area လေးတွေထပ်ပြီးတော့ဒီထက်ပုံမှိုက်အောင်နောက်ပိုင်းမှာထပ်ပြီးတော့လုပ်မယ်